ဒိုင်စမူတယောက်အနေနဲ့ဂိုးတွေသွင်းဖို့အတွက်ဟွာလန်ကိုသတိပေးလိုက်တဲ့နေပြအာမော်ရင်နေပြအာမော်ရင်ကယူပါလိစင်ဖန်နဲ့ဘွဲစင်မတိုင်ခင်ဒိုင်ဆက်ဇာမာဟွာလန်အနေနဲ့မန်ချက်စတာယူနိုက်တက်ရဲ့အသင်းအတွက်ဂိုးတွေသွင်းယူပေးဖို့ဖွင့်ရပြောဆိုလိုက်ပါလိမ့်မိုင်းရတဲ့အသင်းကဂျမနီတို့ကဘောမောင်အသင်းနဲ့ဘွဲစင်မှာဟွာလန်ရဲ့96မိနစ်ချိန်ပါဂိုးကြောင့်အဖို့တန်ရမတမတ်ရယူနိုင်ကြတာလည်းပဲဖြစ်ပါလိမ့် ဒေးဗစ်ဒန်ဆင်မူဟာဒီဇင်ဘာလနှောင်းပိုင်းမှာနှောက်ကိုနဲ့သာသွင်းယူထားနိုင်တာဖြစ်ပြီးအခုရာသီပရီးမီးယားလိသွင်းကိုဟာလေးကိုအပါအဝင်ကိုကိုနဲ့သာသွင်းယူထားနိုင်တာလည်းဖြစ်ပါလိမ့်။နေပြည်တော်မော်ရီယားတိုက်စစ်ဇာမာဇာစီဒိုင်ယာကြောင့်ရာသီခုံဒီအနားယူရမှုနဲ့အတူဂျာတာမင်းနဲ့ဘီဘာအောင်နဲ့ယူဘာလိဆီမီဖိုင်နယ်ပရမောင်ကြောင့်ဝဲစင်မာလဲဟွာလန်ကိုသာအားကိုထားရတော့မှာလည်းဖြစ်ပါလိမ့်။နေပြည်တော်မော်ရီယားသူတသောသက်သာရှိနေတယ်လို့မပြောလို့ပါဘူး။ဒါပေမဲ့ဒီဒီဘက်မှာတော့နည်းနည်းပေါ့ပေါ့ပါပါနေနိုင်တယ် အခု twin ကိုတွေအများကြီး twin ဖို့လိုအပ်နေပါလေလေကျင်ကွဲမှာလည်းမြင်နေပါလေသူတို့အပြုတ်မှုတွေကိုမြင်နေရပါလေသူတို့တိုးတက်ချိန်ကြပါလေဝဲတွေလည်းမြင်ပါလေပွဲတွေအနိုင်ရဖို့အကောင်းဆုံးဆက်တဲ့ရောက်ကိုပဲရွေးဖို့စူးစမ်းပါလေအခုသူ့အတွက်ကောင်းတဲ့အခိုင်အတန့်တစ်ခုလို့ကျွန်တော်တော့မြင်ပါလေဒါမှလည်းပဲဒါကကိုရကိုမျှတာဖြစ်ပါလေဒါသာမင်းတွေကိုအာယုံစိုက်ကြပါစို့လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဝါလန်ကိုနေရာဒီမှာရောင်းချနိုင်လားဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့နေပြအမော်ရင်က တရားဒီမှာလုံးဆရာတွေကတော့အများကြီးကြံရှိနေပါသေးတယ်ကျတို့ပိုင်ဆိုင်ထားတဲ့တန်းစင်မှုတွေကိုသဘောကျပါလိမ့်ကျတို့ရဲ့တန်းစင်မှုတွေကိုပိုကောင်းအောင်ကျွန်တော်လုပ်ပေးနေပါလိမ့်နောက်ရာဒီမှာဘာတွေဖြစ်လာမလဲစောင့်ကြည့်ရပါလိမ့်မယ်ဝါလိုင်းကလည်းကိုယ်တွေတွင်းနေတယ်ဒီတော့ဘာတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ရပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ကေဗင်ဒီဘိုင်းနဲ့ဟာရီကင်းကိုခေါ်ယူဖို့အတွက်စီစဉ်နေတဲ့ Chelsea ဂျေဒီနီကတော့လာမယ့်ရာသီမှာဆီရီအသင်းကကယ်ဗင်ဒီဘရိုင်းနာနဲ့ဘိုင်မနီအသင်းရဲ့တိုက်စစ်ဇာမဟာရီကင်းကိုခေါ်ယူဖို့အတွက်စီစဉ်လေးရရှိနေပါလိမ့်။နေပြာဆိုမာရက်စကာကငယ်ရက်ဇာမတွေမြောင်းပြနေတဲ့အသင်းရဲ့လူစင်းကိုအတွေ့အကြုံရှိဝိုင်းရင်ဇာမတွေကိုထပ်ပေါင်းထည့်ဖို့အတွက်ဆန္ဒရှိနေတယ်လို့သိရပါလိမ့်။အခုလော်လော်တော်ထွက်ပေါ်နေတဲ့သတင်းတွေအရာမှာဆီရီအသင်းကနေထွက်ခွာသွားတော့မယ့်ကယ်ဗင်ဒီဗန်နာအပါဝင်ဘိုင်မနီအသင်းရဲ့တိုက်စစ်ဇာမဟာရီကင်းတို့နှစ်ယောက်ဟာချက်တင်နေရဲ့ပြည့်မဲ့ဇာမဆင်းထဲမှာပါဝင်နေတယ်လို့သိရပါပါတယ် ကယ်ဘင်ဒီဗန်နောက်ကိုလုံးနဲ့ခေါ်ယူခွင့်ရှိပေမယ့်ဟာရီကိန်းကိုတော့အစာချုပ်ရော်ဂျီပေးမှသာလျှင်ခေါ်ယူနိုင်မှာလည်းပဲဖြစ်ပါလိမ့်။ဂျာဒီနီယောလေဘာဝဒင်းနောက်ခံစားမဘာဂျန်ဗန်နိုက်ကိုတက်တန်းတို့အစာချုပ်ချုပ်ဆိုခင်ကခေါ်ယူဖို့ကန့်လန့်ခဲ့သေးတယ်လို့လည်းသိရပါလိမ့်။မာဒိုမီနီယောကိုလည်းအစင်းတဲ့နေရာကိုပြန်လည်တက်လန့်လာတဲ့နာပိုလီမိုင်ရနီအသင်းရဲ့ဇာမောင်တယောက်ဖြစ်တဲ့မာတိုမီနီဟာသူ့ရဲ့အကောင်းဆုံးထည့်ဆွမ်းကိုဆက်လက်ပြသနေတာဖြစ်ပြီးဒော်ရီနိုနဲ့ဝဲစင်ရဲ့ပထမပိုင်းဘဲစားချိန်မှာပဲနာပိုလီအသင်းအတွက်နှစ်ဂိုးသွင်းယူပေးတာလည်းဖြစ်ပါလိမ့်။ ဒီပရမပိုင်းအတွင်းကိုနှုတ်ကြောင့်မတ်တော်မီနီဟာစီးရီးဇာမားဘဝပရမဆုံးရာသီမှာပဲစီးရီးအတွင်းကိုအရင်အတွက်ဟာစရဂိုအထိရှိလာခဲ့ပြီလည်းပဲဖြစ်ပါလိမ့်မတ်တော်မီနီရဲ့အတွင်းကိုရာ2024-2025စီးရီးချန်ပီယံဆုပြေးလမ်းမှာအဆုံးဖြတ်ဖြစ်လာနိုင်တာလည်းပဲဖြစ်ပါလိမ့်ယမနီကအစောပိုင်းကပြမဲ့အင်တာမီလန်အသင်းကအဆင့်ချောင်းနေရာကရိုမာအသင်းကိုအာသင်းဖွေတကူကိုမရှိနဲ့ရှုံးနေခဲ့တာကြောင့်နာဝလီနေအောင်ရာသီကုံမို့၄ဘွဲ့အလိုမှာပဲမပေးစရာထိန်ဆုံးမှာ၃မဲ့အသာနဲ့ဥဆောင်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့် ်အဒနာဆာချင်းနေဗီစကောမှာဒေါ်မီနီဟာနောက်ဆုံး၃ဝဲမှာငါးကိုအတွင်းယူထားတာဖြစ်ပြီးအခုရာသီမှာနာပိုလီအသင်းအတွက်ပြိုင်ပွဲဆုံး၁၄ကိုအထိအတွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်မာဒေါ်မီနီအီတလီမြေမှာခြေစွမ်းပြလာခဲ့ကသူ့ကိုလက်လွတ်ခဲ့တဲ့ယူရိုက်တက်အသင်းဟာဝေဖန်မှုတွေနဲ့အီယန်ဆိုင်နေရတာလည်းဖြစ်ပါတယ်မြန်မာပြည်ကလည်းစကော့တလန်နဲ့လပေါင်းတဲ့ဇာမောင်းတယောက်ဖြစ်တဲ့ဂရမီဆောင်းနဲ့ကမတော်မီနီလိုအည်သွေးရှိတဲ့ဇာမောင်းကိုထွက်ခွာခွင့်ပေးခဲ့တဲ့ ဒီရတဲ့ဆုံးဖြတ်ချက်ဟာလွန်ကိုဆိုးရတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့သေးတာလည်းဖြစ်ပါလိမ့်။နာပိုလီတင်းကတော့သင်းရဲ့တမန်တော်ချမဘေးချန်ပီယံစုကို၃ချိန်သာဗိုလ်ဆွဲခဲ့ပြီးနောက်ဆုံးဗိုလ်ဆွဲခဲ့တာဟာဒိမ်းမြောက်သေးခင်2022 2023ဆောင်းလုံးရာသီကလည်းပဲဖြစ်ပါလိမ့်။အခုလည်းပဲတရားဒီအကြလင်းမာနဲ့စီးရီချန်ပီယံစုကို၄ချိန်မြောက်ဖြည့်ထက်မှန်ဆုပ်ခုနိုင်ဖို့အလားအလာကောင်းနေပြီးတော့အင်နာမီလန်တင်းကတော့ကိုပါအီတလီယာပြိုင်ပွဲကနေထွက်ခွာရပြီးနောက်ပိုင်းရလပိုင်းတွေဆိုးရွားနေရလည်းပဲဖြစ်ပါလိမ့်။ လက်ရှိမှာတော့စီးရီဘောလုံးရာသီကလည်းကုံဆုံးမှုဟာ၄ဘက်သာကြံရှိတော့တာဖြစ်ပြီးနာပိုလီအသင်းကစီးရီပြိုင်ပွဲတစ်ခုတည်းကိုပဲအာရုံစိုက်နေတာဖြစ်လို့ဂျမင်းလေးဆီမီဖိုင်နယ်ထိတလန်ထားတဲ့အင်တာမီလန်အသင်းထက်လည်းအောက်သာချက်တွေပိုပြီးရှိနေတာလည်းပဲဖြစ်ပါလိမ့်အင်တာမီလန်အသင်းကတော့ချန်ပီယံလိမှာဘာစီလိုနာအသင်းနဲ့ဇာရဖို့ရှိနေသေးတဲ့အပြင်စီးရီလက်ချံပွဲ၄ဘက်ရဲ့နောက်ဆုံး၃ဘက်မှာတော်ရီနိုလာဇီယိုဂိုမိုရိုအသင်းနဲ့ရင်ဆိုင်ရမှာမို့ပွဲချက်ကောင်းကြက်လာနိုင်တာလည်းပဲဖြစ်ပါလိမ့် ဇော်လာကဘာဘလားချဲဆီပွဲစီမှာတိုင်ခင်ဘရာဇီအသင်းကိုကန်တွယ်ဖို့ရီယယ်မထွေအသင်းရဲ့နေပြာကြီးအန်ဆလော့တီဆွေးနွေးမိ။ရီယယ်မထွေအသင်းရဲ့နေပြာကြီးအန်ဆလော့တီကဇော်လာမှာဇာသွားမဲ့နောက်နောက်ဆက်ကြောင်ဘာဘလားချဲဆီပွဲစီမှာတိုင်ပြီးဘရာဇီအသင်းရဲ့နေပြာရာထူးကိုကန်တွယ်ဖို့ဆွေးနွေးတော့မှာလည်းပဲဖြစ်ပါလိမ့်။အသက်65နှစ်ရွယ်တယ်လီလူမျိုးနေပြာဟာဘရာဇီဘောလုံးအဖွဲ့ချုပ်မှာတာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေပြုလုပ်တော့မှာလည်းပဲဖြစ်ပါလိမ့်။နေပြာဆရော့တီကဂျမနီကဘာစီလိုနာအသင်းကိုရှုံးနေခဲ့တဲ့ကိုပါရီဘောလူပွဲမှာအနာဂတ်နဲ့ပတ်သက်ပြီးတော့ပြောစရာမရှိဘဲ လာမယ့်ရက်သတ္တပတ်အတွင်းမှာမှရှိမှာဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဝလန်ကနေမှာကစားမားတွေအပါအဝင်တာဝန်ရှိသူကိုသူကထွက်ခွာသွားတော့မယ်လို့ဖွင့်ရပြောဆိုထားတယ်လို့လည်းသိရှိရပါတယ်။ယမနေ့ကဘလူးဘဲစင်ကိုဘရာဇီးအသင်းရဲ့ဘောလုံးအဖွဲ့ချုပ်ကိုယ်စားလှယ်တွေဖြစ်တဲ့ဘရာဇီးစီးပွားရေးလုပ်ငန်းရှင်ဒီဂိုဖာနန်ဒက်စ်ကတက်ရောက်ကြည့်ရှုခဲ့တာလည်းပဲဖြစ်ပါတယ်။ဖာနန်ဒက်စ်ဟာဥရောပကိုတက်ရောက်ပြီးအန်ဆော့ဒီကိုဘရာဇီးနေပြရာထူးအတွက်ဆွေးနွေးရေးပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းအစရောဒီယာနွေရသည်မှာအမေရိကမှာကျင်းပါမယ်ကလကဘလာပြိုင်ပွဲစဉ်မတိုင်ခင်ရီယယ်မထွေအသင်းကလည်းထွက်ခွာလာတော့မှလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်စရောဒီယာပြည်တဲ့လာတော့ကဂျနီနာအသင်းကို၄ဂိုးတကူနဲ့ရှုံးနေပြီးရနောက်ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဒေါ်ရီနိုဂျူနီယာရဲ့နေရာမှာစားထိုးဖို့အတွက်နံပါတ်၁ပြင်မှတ်ထားခြင်းခံရသူလည်းပဲဖြစ်ပါလိမ့်။ဘရာဇီးလျာကဘလာခြေစစ်ပွဲတော်မရီယာဇုံမှတ်ပေးရမှာစင်လင်းနေရာမှာရက်တီနေတာလည်းပဲဖြစ်ပါလိမ့်။ ရာဒီမလုံးဖွဲတူပါပြည်တဲ့ရာဒီကိုဗမရိကဖလားပြိုင်ပွဲမတိုင်ခင်ကတည်းကအန်စရော့ဒီကိုနေပြအဖြစ်ခံလိုနေခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြကြီးအန်စရော့ဒီကတော့ရီယမထွေသိန်းကိုနှစ်ချိန်ကန်တဲ့စဉ်အတွင်းလာလီကဖလားနှစ်ချိန်၊ချမ်ပလီဖလား၃ချိန်စုခုပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။တကောင်ကျော်တန်အောင်ကြောင့်ရာဒီကုံတီအနောက်ရွာတော့မယ်။ Market Rushford Market Rushford တကောင်ကျော်တန်အောင်ရရှိပြီးတော့ရာဒီကုံတီအနောက်ယူလာရဖို့ရှိနေပါလိမ့်။ ဒီလိုတဲ့အသင်းကနေငှားနေလာရောက်ဇောင်းနေတဲ့ Market Rashford ဟာ Crystal Palace အသင်းကိုရှုံးနိုင်ခဲ့တဲ့ FA Plus Semi Final ပွဲစဉ်ကိုလွှဲချော်ခဲ့သူလည်းပဲဖြစ်ပါတယ်။တွာဖေဗူလာမှာ United အသင်းကနေငှားနေပြောင်းရွှေ့လာပြီးတဲ့နောက်လေးကိုသွင်းပြီး6ကိုဖန်ပြီးပေးထားတာလည်းပဲဖြစ်ပါတယ်။ဂျာလာမင်းရဲ့လေးချင်းကအစီအစဉ်မှာတော့ကြောက်တန်အောင်ရရှိခဲ့တာဖြစ်ပြီး Crystal Palace အသင်းကို3ဂိုးဂိုးမရှိနဲ့ရှုံးနိုင်ခဲ့တဲ့ပွဲစဉ်ကိုလွှဲချော်ခဲ့တာလည်းပဲဖြစ်ပါတယ်။မာဂရက်ရှ်ဝါရာသီတိမ်မှုတလာခန့်လိုအပ်တော့တဲ့အချိန်မှာဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာလည်းပဲဖြစ်ပါလေ ရက်ရှိရဲ့ငှားစာချုပ်ဟာရာသီအကုန်မှာကုံဆုံးမှာဖြစ်ပြီးအက်စတိုမီလာသိန်းဟာငှားစာချုပ်တွင်းမှာပေါင်းသန်း40နဲ့အပိသက်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားတာလည်းပဲဖြစ်ပါလေ။အဖေလာဘလူဘက်ကိုတက်ရောက်ပေးမယ့်အော်မင်းရဲ့ရာသီတစ်ခုမဟုတ်ဘူးလို့ဖွင့်ရအောင်ပြောဆိုလိုက်တဲ့နေပြဂွာရီယိုလာ။နေပြဂွာရီယိုလာကအဖေလာဘလူဘက်ကိုတက်ရောက်နိုင်ခဲ့ပေမယ့်အော်မင်းရဲ့ရာသီတစ်ခုဖြစ်ပြောလို့မရအောင်ဖွင့်ရပြောဆိုလိုက်ပါလေ။ဘာစီရီတင်းကဒေးဝင်တော့ကနော်ရယ်ဖော်ရက်စ်ကိုအနိုင်ယူပြီးတော့အဖီဘလာဘောလူဘက်ကိုတက်ရောက်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့် မန်စီအသင်းကမေလ18ရက်နေ့တနင်္ဂနွေနေ့မှာခရစ်စတယ်ဘယ်လီအသင်းနဲ့ FA ဘလောဘောလူပွဲကစားရမှာလည်းဖြစ်ပါတယ်မန်စီးတီးယား၃ချိန်ဆက် FA ဘလောဘလူးဘဲကိုတက်ရောက်ခဲ့တာဖြစ်ပြီး၈ချိန်မြောက်စုခုနိုင်မဲ့အခွင့်အရေးပိုင်ဆိုင်ထားတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းခရစ်စတယ်ဘလီအသင်းကတော့ FA ဘလောတစ်ချိန်မှမရဘူးပါဘူး။ FA ဘလောပြိုင်ပွဲမှာမန်စီးအသင်းတွေအခုရာသီတစ်ခုနီးသောဆူလာမျောလင်းချက်လည်းပဲဖြစ်ပါလိမ့်။ ၎င်းသင်ကပရီးမီယာလိဖလားလေးချိန်ဆက်ချန်ပီယံမန်စီကို22မှတ်ဖြတ်ပြီးတင်းဝင်းတို့ကအချိန်30မြောက်ပရီးမီယာလိဖလားကိုစုကူရရှိသွားခဲ့ပြီလည်းပဲဖြစ်ပါလေမန်စီအသင်းတွေအခုရာသီပြည့်မှတ်မှာ FA ဖလားစုကူနိုင်ရင်းနဲ့လာမယ့်ရာသီချန်ပီယံဝင်ခွင့်ရရှိရေးထိုင်ဆုံး၅သင်းအစင်းဝင်ရေးတာရှိတော်တာလည်းပဲဖြစ်ပါလေနေပြဝိုင်လာက노ပါအောင်မြင်တဲ့ရာသီလို့ပြောလို့မရပါဘူးအထီးကနေသွားတယ်ပဲပြောရပါမယ်ရာသီကောင်းတစ်ခုဖြစ်တယ်လို့တော့ပြောလို့မရပါဘူးကလပ်ကဆုံးဖြတ်ရပါလိမ့်မယ် တင်းတော်တဲ့အရာလေးလည်းလုပ်ရပါလိမ့်မယ်။လောင်ရည်ညီမပိုကောင်းလာမှာပါ။ကျွန်တော်တို့ကလဘဘူးအသင်းနဲ့အမတ်တန်းပေါင်းထောင်ချီကွာဟနေတာပါ။ရာသီကောင်းတစ်ခုဆိုတာကပရီးမီးယားလိမှာကောင်းမကောင်းတာနဲ့တိုင်းတာတော့ကြောင့်ရာသီကောင်းဖြစ်မနေပါဘူး။ဒီရာသီမှာလည်းမဖြစ်နိုင်တော့ပါဘူး။ဒီကိန်းနေအောင်ပဲချောင်ချဖို့စူးစမ်းသွားရတော့မှာပေါ့။အခုစိတ်အေးထားပြီးပြန်ပြီးတော့အားမွေးရပါလိမ့်မယ်လို့ဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလေ။ကျေးဇူးတင်ပါတယ်။ဗိုက်ဒမန်လိုကိုစိတ်နှစ်ဖြောင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ။